ဦးဇင်းတို့အပေါ်ရန်ကြည့်မယ်ဆိုလို့ရှိရင်ပဲလူတယောက်ရဲ့တန်ဖိုးကဘာလဲစိတ်တက်ဖြူရှင်တန်ရှင်းမှုပဲဟုတ်တယ်မဟုတ်လားယူသားဖို့ပဲဖြောင်းမဖို့ပဲစိတ်ရဲ့မလိုလားအပ်တဲ့အညစ်အကြေးတွေနည်းဖို့ပဲစိတ်ရဲ့အညစ်အကြေးတွေကဘာတော့အလိုဆန္ဒတွေမကျေနပ်မှုတွေမနာလိုမှုတွေဝန်တိုမှုတွေရှင်ပြိုင်မှုတွေဟုတ်တယ်မဟုတ်လားအဲ့ဒီအောက်တန်းကြတဲ့ယုံရင်ချမ်းတမ်းတဲ့စိတ်ဓာတ်တွေရှိနေတဲ့ဆွေလေးတွေအဲ့ဒီပုံကိုရဲ့တန်ဖိုးမဲလေလေပဲဟုတ်တယ်မဟုတ်လား စဉ်းစားကြည့်နော်အဲ့တော့တကယ်တကယ်လူတွေတယောက်တယောက်တန်ဖိုးထားတယ်ကိုကိုကိုတန်ဖိုးထားတယ်ဆိုတဲ့နေရာမှာလည်းပဲစိတ်တပ်ဖြူရှင်တန်ရှင်းလေးလေးတန်ဖိုးထားနိုင်လေးလေးပဲကိုကိုကိုလည်းအဲ့ဒီအတိုင်းပဲကိုစိတ်တကြီးအလဲညစ်ပတ်နေရဆိုရင်သိပ်ပြီးတော့မကြိုက်ဘူးတွေးမိရင်မကြိုက်ဘူးတော့သူများကိုဘာလို့လဲမကြိုက်ဘူးနော်လောဘသိပ်ကြည့်တယ်အဲ့လူသားတယောက်နေနဲ့လောဘကတော့ရှိကြတာပေါ့သို့တော့ရှိတဲ့ရှိတတ်တဲ့လောဘတွေပိုးကြီးလာပြီလောဘကြီးကတော်တော်ကိုပဲ တိတာထင်ရှားနေပြီရှင်ဘလို့ဖြစ်သွားတာမောဟုံသွားတယ်ဗျဟုတ်တယ်နော်အဲ့လိုပဲဦးဇင်းတို့ဒေါသပါမဟုတ်ဘဲနဲ့ပဲစိတ်တုန်နေတယ်အများတန်းစိတ်တုန်နေတယ်ဆိုရင်ဘာဖြစ်တော့မကြိုက်ဘူးအဲ့ဒီဥစ္စာအဲ့တော့ကိုယ်ကလည်းစဉ်းစားပေါ့သူများရဲ့စိတ်တကြီးအောက်တန်းကြတယ်အဲ့လိုကြံတန်းယုံရင်းနဲ့ဆိုရင် မကြိုက်တလို့ကိုယ်စိတ်တကြီးယုံရင်းကြံတန်းတယ်ဆိုရင်လည်းကိုယ်နိစ္စရာပုံဝင်ခြင်းကကိုယ့်ကိုကြိုက်မှာမဟုတ်ဒါလူတွေဟာတယောက်နဲ့တယောက်တံပိုးထားပြီးတော့ဆက်ဆံနေဆိုတာအဓိကကအဲ့ဒီစိတ်ကလေးကိုကြည့်ပြီးတော့ဆက်ဆံကြတာ ရေရှိမှာအဲ့ဒါပဲเนาะအစကတည်းကတွေ့ရတာတော့ရုပ်ရည်သွင်းပြင်ကိုတွေ့ရတာပေါ့เนาะအဲ့ဒါနဲ့ပေါင်းသက်ဆက်ဆံကြတယ်နောက်ကြတော့ဒီစိတ်ကတဖြည်းဖြည်းနဲ့လူအကြောင်းပါလဲပေါင်းတော့တိလာတာပေါ့ဟုတ်လားပေါင်းတော့တိလာပြီဆိုတော့ဟဲ့စိတ်ကြီးကလည်းဘလူကြီးတော့ရုပ်ကမပြောတော့ဘူးเนาะအဲ့ဒီကြတော့ရုပ်ကတိတ်အေးမပါတော့ဟုတ်လားအဲ့ဒီစိတ်ကိုမကြိုက်တာနဲ့ပဲတချို့တောင်းလိုက်တဲ့ဘာဖြစ်သွားတော့ပွဲသွားကြရောရုပ်ကြီးကတော့ဒီရုပ်ဒီရုပ်ပဲเนาะဒါပေမဲ့ဘာလို့မကြိုက်လို့ဖြစ်သွားတာ စိတ်ကိုမကြိုက်တာအဲ့တော့စိတ်တက်ဖြူစင်တန်ရှင်းမှုကိုလူတွေဘလောက်အရေးထားလဲဆိုတာကိုသတိရပြီးတော့ကိုယ့်ရဲ့စိတ်တက်ကိုဖြူစင်အောင်ကြိုးစားရမှာဒါဟိုသူများကညံ့လို့ဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားခိုင်းတာမဟုတ်ပါဘူးလောကမှာဖြစ်တတ်တဲ့သဘောကိုပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားဟောတတ်တာလည်းအဲ့ဒီအတိုင်းပဲနော်တတ္တဝါတွေရဲ့စိတ်တက်ကိုကြည့်ပြီးတော့တတ္တဝါတွေကညံ့လို့ကြတယ်မညံ့လို့ကြဘူးတံပိုးထားကြတယ်တံပိုးမထားကြဘူးဆိုတာဖြစ်သွားတာပဲ နော်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်တန်ရှင်းအောင်အပြည့်ကင်းအောင်စူးစမ်းရမယ်